Hello အားလုံးမင်္ဂလာပါ United Show ကနေကြိုဆိုပါရစေ။ဆိုတော့ Sporting ဥက္ကရာဖြစ်သူကတော့ကျွန်တော်တို့လက်ရှိ Victor Gyokeres နဲ့ပတ်သက်လို့ရှိရင်ထပ်ပြီးတော့သူပြောထားတာလေးတွေကျွန်တော်ရှိတယ်။ဒါပဲပြောရလဲဆိုတော့ကကြတော့ဒီစားမဖြစ်သူကိုသူတို့ဘလို့နီးနေမှလွယ်လွယ်နဲ့လက်လွတ်မှာမဟုတ်ဘူးဆိုတဲ့အကြောင်းလေးကိုသူကအတိအကပြောထားတာ။ဆိုတော့သူ Sporting ဥက္ကရာပြောထားတာကိုကျွန်တော်ကြည့်ရင်ပေါ့နော်။အဲကစားမဖြစ်သူဒီ Victor Gyokeres ကအသင်းကနေထွက်ဖို့အတော်များတယ်ဆိုတာဟုတ်တယ်ဒါပေမဲ့လို့တည်ကြတာကတော့ ယူရိုတန်60 plus အပူစုကြီး10တန်းဆိုတဲ့ပမာဏလောင်းတော့တော့သူတို့ဒီလုံးဝပေးထွက်မှာမဟုတ်ဘူးပေါ့ဗျာ။ဘာလို့လဲဆိုတော့သူဈေးကွက်ထဲကိုကျွန်တော်တို့ကြည့်ကြည့်မယ်ဖြစ်ပြနေတာတွေကိုသူလိုက်ကြည့်ရင်ပေါ့နော်။ဟိုဘယ်လိုပြောမလဲ။ Vita Gyukeres တဲ့6လလောက်ဖင်ငယ်တဲ့ Zubamin D ကနော်ကျွန်တော်တို့ Arsenal ကိုယူရို65တန်းနဲ့ပြောင်းသွားတယ်။ဒါအပြင် Manchester United ကလည်းပဲ Matthias Cunha ကိုယူရို85တန်းထိတော့ရောက်သွားတာဒီကျွန်တော်မြင်နေရတယ်ပေါ့။ဆိုတော့ ဲ့ဒီအတွက်ပေါ့နော် Vita Gucres လို့ကစားမမျိုးကိုဇီးနေနေနေတော့ကျွန်တော်ရောင်းချသွားမှာမဟုတ်ဘူးဆိုပြီးတော့သူပြောသွားတယ်ဒါကလက်ရှိမှာ Vita Gucres နဲ့ပတ်သက်လို့ရှိရင်ကျွန်တော် Sporting ဥက္ကဋ္ဌဖြစ်သူကပြောလာတာညိုရိုတိတဲ့တိုင်းပဲအသင်းဘက Gucres တို့ဘာလို့က United ကိုပြောင်းရွှေ့ဖို့အတွက်ဦးစားပေးကြိုးပမ်းမဲ့ပုံစံမှာရှိမနေဘူးဆိုပြီးမဲ့ကျွန်တော်တို့ဟာတိုက်စစ်မှုလိုနေတယ်တိုက်စစ်မှုလိုနေတဲ့အခါကျတော့ကျွန်တော်တိုက်စစ်နေရာအတွက်အစားထိုးဖို့ကြိုးပမ်းတဲ့နေရာမှာ Gucres တို့ဘာလို့လဲအခွင့်အရေးရှိရင်ရှိတယ်လို့အသင်းဘက်ကကြိုးပမ်းသွားအောင်မှာ ိုယ်စီကိုဦးစားပေးပြောင်းကျင်တာမဟုတ်တဲ့အတွက်ကြောင့်သာကြားထဲမှာသတင်းတွေကကျွန်တော်နည်းနည်းဆိုသလိုကျွန်တော်ရက်သွားတာဒါပေမဲ့လို့ပေါ့နော်ကျွန်တော်ကြည့်ရရင် United ကကျွန်တော်ခေါ်ဖို့အခွင့်အရေးရှိတယ်ဆိုရင်ဒီကစားမကိုလည်းစပိုတင်ရဲ့ဘက်ကလွယ်လွယ်နဲ့တော့လက်လွတ်မှာမဟုတ်တော့ဘူးစဉ်းစားကြည့်ပါကျွန်တော်ယူရိုတန်း60 plus အပူစုကြီး10တန်းနဲ့တောင်မှသူတို့လက်လွတ်ဖို့မရှိဘူးစုစုပေါင်း ယူရိုတန်း80တောင်လက်လွတ်ဖို့မရှိဘူးပါသူပြောထားတဲ့ဒီဇူပမင်ဒီဆိုလို့ရှိရင်လည်းပဲယူရို65တန်းရိုကြီးပေးပြီးတော့အာဆင်နယ်ဘက်ကကျွန်တော်ခေါ်ရတာเนาะဆိုတော့သူလည်းပဲ28နှစ်ရွယ်ကစားမှပဲเนาะသူတော့28နှစ်26နှစ်ရွယ်ဘာလို့လဲဆိုတော့သူဇူပဒီဟွာနဲ့မှ Qcres နဲ့မှသူ6လလောက်ပဲเนาะကျွန်တော်ငယ်တယ်ဆိုတော့အဲမက်ဒီယက်ကွန်ညာကိုကျွန်တော်လည်းယူရို85တန်းလောက်နဲ့ကျွန်တော်ရောက်သွားတယ်ဘာညာပေါ့ဆိုတော့ကွန်ညာလိုမျိုး72 93ခုလောက်ပဲတွင်းထားတဲ့ကစားမတစ်ယောက်ကိုတောင်းမှ ယူရိုတန်80 85တန်လောက်ထိပေးချေခဲ့ရတဲ့ဈေးကွက်မျိုးမှာကိုအများကြီးတွင်းထားတဲ့တိုက်စစ်မှုတယောက်အနေနဲ့ပေါ့နော်တန်80လောက်နေတော့သူလက်မလွတ်နိုင်ဘူးဆိုတဲ့သဘောပဲဆိုတော့ဒါကြောင့်လည်းပဲကျွန်တော်ကြံတဲ့ခေါ်ဖို့ကျူးပန်းနေတဲ့အသင်းနေနဲ့မဟုတ်ခင်တောင်မှ Gukres နဲ့ Sporting သူတို့နှစ်တခုရဲ့ဂျားထဲမှာတောင်မှအဆင်မပြေဘူးဗျာ Vida Gukres ကလည်းဟာမင်းတို့ကတော့ငါ့ကိုပေါင်သန်း60နဲ့လက်လွတ်မယ်ပြောထားပြီးသား Sporting ရဲ့ဘက်ကလည်းပြဿနာမရှိဘူးငါတို့ကတော့မင်းကိုလက်လွတ်မှာဒါပေမဲ့လို့ ဒီဈေးကွက်ထဲမှာဒီလိုဒီလိုတွေဖြစ်ပျက်နေတာမင်းတို့ရောငါတို့တလောင်းနေတော့လက်မလွတ်နိုင်ဘူးဆိုတဲ့ပုံစံမျိုးတွေနဲ့အကုန်လုံးကပြက်တနာတွေကျွန်တော်ကြီးနေတာဒါကြောင့်ဗောနခေါ်ဝကျူးပန်းတဲ့အသင်းတွေနဲ့မတိုင်ခင်သူတို့နှစ်ခုချားမှာသူတို့နှစ်ဖက်ချားမှာကိုပဲသဘောထားတိုက်ဆက်မှုတွေကျွန်တော်မရှိဘူးဖြစ်နေတာအဲတော့ United ကတိုက်စစ်ကိုခေါ်ဝကျူးပန်းနေတဲ့အချိန်ဒီမျိုးမှာလက်ရှိအန်ဘူမူရဲ့အပြောင်းရွှေ့တော့အရင်ဆုံးအပြီးတက်ဖို့လိုတာပေါ့လေဒါပေမဲ့လို့ဗောနအဲ့ဒီလိုမျိုးတိုက်စစ်ခေါ်မယ်ဆိုလို့ရှိရင် ဘလို့မှအဆင်မပြေနိုင်တော့ဘူးဒီလောက်ငွေသုံးဆွဲနိုင်စွမ်းပမာဏတော်တော်ကိုနည်းနေတဲ့အခြေအနေမျိုးဆိုရင်ကျွန်တော်စဉ်းစားကြည့်ရင်အတင်းမှကဟိုငွေတွေအဲ့လောက်သုံးနိုင်စွမ်းမရှိဘူးအကယ်လို့အန်ဘူမိုရဲ့အပြောင်းရွှေ့များအကယ်လို့အပိတက်နိုင်မယ်ဆိုလို့ရှိရင်အဲ့ဒီအပိတက်ပြီးတာနဲ့ငွေကဘလောက်မှကျွန်တော်ရှိတော့တာမဟုတ်ကိုတင်းကစားမားတွေကိုကျွန်တော်ရောင်းချဖို့ကြိုးပမ်းရအောင်မှအဲ့ဒါပြီးပြီဆိုတာနဲ့မျောလင်းချက်ကပေါ့နော်ကျွန်တော်တို့ဒါတအားနေသွားပြီတိုက်စစ်ခေါ်ဖို့ကဘာလို့လဲဆိုတော့ကိုတင်းကစားမားတွေဘယ်နှစ်ယောက်ကိုရောင်းနိုင်မှလဲဘာညာဆိုတာလဲကျွန်တော်ရှိသေးတာ ဒါကြောင့်ဗောနော့ Sporting ဥက္ကဋ္ဌဖြစ်သူကတော့ကျွန်တော် United ရဲ့ပြစ်မှတ်တီတွေကတစ်ခုဖြစ်တဲ့ Tyson Movida Gukres ကို Euro တန်း80လောက်နဲ့လည်းလက်လွတ်နိုင်မှာမဟုတ်ဘူးဆိုပြီးတော့ကျွန်တော်ပြောသွားတယ်။ကုညာကလက်ရှိမှာ25လားမသိဘူးကျွန်တော်ရှိသေးတာဗျာ။နောက်ဆိုတော့အတင်းဘက်ကပြီးခဲ့ရတာကပြဿနာမရှိဘူး။ဒါပေမဲ့လို့သူတို့ကလည်း Okay ကုညာလို22ဂိုးလောက်ပဲတွင်းထားတဲ့ကစားမတော်မှာ Euro တန်း80ကျော်ရရင်အားလို့ Vida Gukres လိုမျိုးဂိုးတွေတောက်လျှောက်ပြုံတွင်းထားတဲ့ Tyson မှုဆိုရင် တန်း80ကျော်ရမှပဲရောင်းချမယ်ဆိုတဲ့သဘောပါဆိုတော့ညီကလေးအနေနဲ့ရောကျွန်တော်တို့ Vita Qcredit ရဲ့တန်ကြီးကဘယ်လောက်ထိဖြစ်တင်တယ်လို့ညီကလေးထင်ကြလဲအတင်းဘက်ကပေါ့နော်ဘယ်လောက်ထိလိုက်ပေးပြီးတော့ကျိုးပန်းတင်တယ်ထင်ကြလဲဆွေးနွေးကြပါအောင်အားလုံးကိုချစ်သမားကြီးပါတယ်